ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလိုတီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မော်ဒန်ဘုကပေးတဲ့အိမ်လေးတခါတော့ကတောင်းလေးတစ်ခုမှတွန်တနီငှက်မလေးဟာသူ့ရဲ့မိဘတွေနဲ့အတူနေထိုင်ကြပါရဲ့။သူ့ရဲ့အဖေကမြေပိုင်တယောက်ပဲဖြစ်ပါရဲ့။ သူမဖေဟာသူမရဲ့ဆန္ဒတွေကိုအမြဲဖြည့်ဆည်းပေးလေရှိပါယ်။တနေ့မှတွန်တနီကသူမိဘတို့နွားလေးနဲ့ပွဲစည်းရအပြန်မှာတောလမ်းမှာလင်းတာမိုက်နှကောင်ဟာလမ်းမှာပိတ်ရပြီးလူရက်ပါအောင်တယ်။လင်းတာတွေရဲ့ပြစ်ခတ်လူရက်မှုကြောင့်တွန်တနီရဲ့အဖေနဲ့အမေဟာကြည်စံထိပြီးအဲ့ဒီမှာပဲတိတ်ဆုံးခဲ့ပါယ်။ဖဖေမမေဘာလို့တမျိုးထားခဲ့ပြီးထွက်သွားရလဲ။ဖဖေနဲ့မမေမရှိပဲတမီးဘလို့လုံးနေရမှာလဲ။ကျေးဇူးပြုပြီးမမေတို့နှစ်ယောက်ပြန်လာပေးပါ။အဲ့လိုပြောပြီးတော့ငုံနေရှာပါယ်။ သူဟာမိဘမဲ့ဖြစ်နေခဲ့ပါပြီ။ပြီးတော့သူ့မှာသူ့တော်စုံနာကြီးကန်းကလည်းတော့ဘသူမှမရှိတော့ပါဘူး။စုံနာကြီးကန်းဟာတော်ရဲကနေရာတစ်ခုမှာအင်္ကာပြီးသူ့သားကလုံးနဲ့အတူနေပါ යි ။စုံနာကအရန်ကိုလောပါကြီးရဲ့ကြီးကန်းမျိုးပဲဖြစ်ပါ යි ။တွန်တနီရဲ့မိဘတွေမရှိရတော့တော့ပိုင်ဆိုင်မှုတွေကိုမှတ်မောပြီးချက်ချင်းပဲတွန်တနီရဲ့အိမ်ကိုသွားပါအောင်ရေ။သမီးစိတ်မပူပါနဲ့အတော်ရရှိရဲ့။သမီးကိုတိကျကြီးဆိုင်ဆောက်ရှောက်ပေးပါမယ်။ပြီးတော့အကုန်နဲ့အမတို့သတိမရစေရပါဘူး။ တမီးလည်းအတော့တမီးလိုပဲလေဟုတ်တယ်မစိတ်မပူနဲ့ကျွန်တော်တို့အမနဲ့တူနေမယ်အမမှာအထီးကျန်သိမဖြစ်စီရပါဘူးဒီလုံနဲ့ရန်အနေငယ်ကုံဆောင်သွားပါရင်စုံနာကြီးကဟာအလွန်မဲပါနှက်စွာနဲ့ပိုင်ဆိုင်မှုစာရဲစာတန်းတွေမှာတွင်တနည်းကိုလက်မှတ်ထိုးကမ်းလိုက်ပါရင်အဲဒီနောက်တော့စုံနာဟာသူ့ရဲ့တယုတ်မှန်စာပြီးပြပါအောင်လေစုံနာဟာတွင်တနည်းကိုအလုတ်သမားတယောက်လိုတဏီကောင်အလုတ်ခိုင်းပါအောင်လေတနာစရာတွင်တနည်းလေးကတော့ဘာမှမပြောဘဲအလုံးလုံးနေရရှာတာပေါ့ ဒီလိုနဲ့နေတိုင်းစုံနာနေသူသားကာလူဟာမနာမနေအလောက်ခိုင်းမအောင်ရင်အလောက်ခိုင်းဖို့ဘယ်အခွင့်အရေးမှမလွတ်ပါဘူးတွင်တနည်းခင်ဗျာဘာမှမပြောဘဲလောက်ရရှာပိုင်းအလောက်လောက်တာလွဲလို့ဘာရွေးချယ်စရာမှ မရှိတော့လို့ပေါ့ဒီလိုနဲ့တနေ့စုံနာဟာအလောက်ပြင်ဆိုင်ကတန်းဆိုးပြီးတော့ပြန်လာခဲ့ပါ යි ဟဲ့ကန်ဆိုးတဲ့ကောင်မဘယ်နာသွားတည်နေလဲငါအတွက် ဖြော်ရည်အေးအေးလေးခုယူခဲ့စမ်းအိမ်နောက်မှာတော့တွင်တနည်းဟာစုံနာအတွက်ဖြော်ရည်ယူလာခဲ့ပါ යි အတော့ ဒီမှာအတော့အတွက်ဖြောရီတောက်လိုက်ပါအောင်ဟဲ့အုံနောက်မရှိရဲ့ကောင်းမငါ့အတောင်မှာဒန်းတွေဆိုတာမတွေ့ဘူးလားငါ့အတောင်နဲ့ဘလို့ကင်ပြီးတောက်ရမှာလဲအဲဒီနောက်တွန်တနီဟာသူမတော်သူမကိုရင်ဖြောရီတိုက်နေရောသူမပြောလိုက်ပါအတော်အတော်တန်နေရအရန်လာပဲအေးငါသိရအဲ့ဒါကြောင့်ငါကြောင့်မျက်စိကြမနေနဲ့နင်းသိလားငါအလှပြင်ဆိုင်ကဒန်းထဲတဲ့ဘူးလေးတစ်ခုလက်ဆောင်ပေးလိုက်တယ်အတော်တမျိုးအဲ့ဒီဘူးလေးပေးပါလား တမိတောင်မှလည်းဒန်းဆိုးကျင်နေဒါပေမဲ့စုံနာကြီးကဟာတွန်တနီကိုအော်ပြီးသွားခိုင်းလိုက်ပိုင်းနောက်နေစုံနာဟာသူ့သားကာလုနဲ့အတူအပြင်သွားဖို့ပြင်နေရောသူမအိထရာတန်းမှုထွက်ကြသွားတာကိုသတိမထားမိပဲထွက်သွားပိုင်းတန်ရှင်းလုံးနေတဲ့အချိန်တွန်တနီဟာတန်းပူကိုတွေ့ရောအဲဒီတန်းပူဘယ်ရောက်ရောက်လာလဲအတော့တန်းပူလားမသိဘူးငါလည်းဒန်းဆိုးကျင်နေရငါလည်းဒန်းဆိုးလို့ရရင်ကောင်းပါပဲတွန်တနီပြောနေရောတစ်ဖက်ကလန်တဝက်မှာစုံနာဟာ သူ့အိမ်ထဲမှာဓာတ်မှုမပါတာကိုတည်တည်ချင်းဓာတ်မှုရှာဖို့အိမ်ကိုချက်ချင်းလှည့်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဓာတ်မှုကိုတွန်တနီးလက်ထဲမှာတွေ့လိုက်တော့သူအရန်မေဒေါသထွက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာကာလူကပြောလိုက်ပါတယ်။တွေ့လားမေ။ဒါအမေကိုစားရရပြောတယ်။အမေအိမ်ထဲကဓာတ်မှုကိုတွန်တနီးခိုးသွားတာလို့။ဟဲ့အကျင့်မကောင်းတဲ့ကောင်မ။နင့်ကငါ့အိမ်ပေါ်လဲခေါ်တင်ရသေး။နင်ကငါ့အိမ်မှာလဲခိုးတယ်ပေါ့။မဟုတ်ဘူးတော့တမီမခိုးဒီတန်းဘူးကဒီမှာကြာနေတာတွေ့လို့ပါ။ ။တမီးတကယ်ပြောတာပါ။ပြီးတော့တင်ရအတော့အိမ်မဟုတ်ဘူး။တမီးအိမ်မှာဟုတ်လား။ခုတ်တလောနေပါစက်အရန်သွက်နေပါလား။တော်ပြီ။နေဒရမာတွေများနေပြီ။တင်ရနေထွက်သွားလိုက်တော့နေမျက်နာလေးနောက်ဘရောမှလာမပြနဲ့။အဲလိုပြောပြီးတော့အိမ်ပေါ်ကနေတွန်းထုတ်ပြီးတော့အတင်းမောင်းထုတ်လိုက်ပိုင်းတွန်းတနည်းအားလည်းငိုရင်းနဲ့မြေပေးရအပြင်တပြင်အောက်မှာထိုင်လိုက်ပိုင်းအဖေအမေအမေတို့ကအခုသမီးနဲ့အတူရှိခဲ့မယ်ဆိုရင်သမီးဒီလောက်ထိမခံရအောင် ဒါပေမဲ့ခုသမီးဘာလို့ရမလဲဘယ်မှာသွားနေရမလဲသမီးမနေစရာလည်းမရှိဘူးအဲ့လိုပြောပြီးတော့ဒွတ်တနီယာအောင်ငုံနေရှာပိုင်းအဲ့ဒီချိန်တစ်ပင်ရလိုက်အတန်တစ်ခုကိုသူမကြားလိုက်ရပိုင်းစိတ်မပူနဲ့ဒွတ်တနီမိမကောင်းတာတွေဘယ်တော့မှမကြုံရတော့ဟဲ့ဒါဘသူတန်လဲဒီနောက်မှာဘသူမှလည်းမတွေ့ဘူးဒွတ်တနီငါဟာမော်ရန်ပင်တပင်ပါနင့်ကိုအရေးပြုတ်နေရဲ့အပင်ပေါ့ဟဲ့မော်ရန်ပင်ဟုတ်လားဒါဘလို့လို့ဖြစ်နိုင်မှာလဲ ဘာလို့လဲဆိုတော့ငါဟာတမန်အပြင်နေလို့မဟုတ်ဘူးမှော်ရမ်းပင်တပင်မှာအဲ့ဒါကြောင့်စိတ်ထားဖြူစင်တဲ့သူတွေပဲငါအတန်ကြားရတယ်အခုမင်းလည်းအဲ့ဒီတရားတယောက်ဆိုတော့ငါရဲ့အပြင်ကနေတန်းပူတပူယူလိုက်ပါဒီတန်းပူကမင်းတို့ဂျင်နာတွေဖြည့်ဆည်းပေးပါလိမ့်မယ်အဲ့ဒီစကားကြားပြီးတွန်တနီယာအယမ်းမဲပျော်ရွှင်သွားခဲ့ပါပြီးတော့သူမဟာမော်ဒန်ပင်ကနေတန်းပူတပူယူလိုက်ပါသူမကမော်ဒန်ပင်ကြီးကိုကျေးဇူးတင်စကားပြောပြီးနေရာလူတစ်ခုစီကိုသွားလိုက်ပါ မော်ဒန်ဘူးလေကျမကိုနေရအိမ်သေးသေးလေးတလုံးပေးပါကျမအေးအေးဆေးဆေးနဲ့နေရအောင်လို့တွန်တနီးပြောလို့အဆုံးမှာတော့ဒန်ဘူးကပြုတ်လောက်ပြီးရဲ့အိမ်လလလေးတစ်ခုရုတ်တရက်ပေါ်လာပါတွန်တနီးကလည်းအိမ်ထဲကိုဝင်လိုက်ချိန်မှာတော့သူမအေးအေးဆေးဆေးနေနိုင်ဖို့အရာအားလုံးအကျင့်သေးရှိနေပါဒါရီအားလုံးကြည့်ပြီးတွန်တနီးကအရန်ကိုပျော်ရွှင်ခဲ့ပါအိမ်ညာစားပြီးတွန်တနီးဟာမော်ဒန်ဘူးကပြီးရဲ့အိမ်လေးမှာပျော်ရွှင်စွာနဲ့ဘဝကိုဖျက်ဆီးသွားပါတော့တယ်ငှက်ကလေးတွေရဲ့မြို့ရေရမော်ဒန်တော့အောင် ရွာတရွာကတောင်းအလီတကူမှာတီနာအမိရှိရဲ့ငှက်လေးတကောင်နေပိုင်။တနေ့သူမဟာအိမ်တိုက်ရှိထွက်ပြီးလင်းရင်းခံနေအောင်အိမ်နာကိုမော်ရင်ငှက်မလေးတကောင်ဟာသူ့တငယ်ချင်းတွေနဲ့အတူလင်းရင်းနဲ့လာခဲ့ပိုင်။မော်ရင်ငှက်မလေးဟာမော်ရင်စတိုင်မျက်မှန်တက်ထားပိုင်။သူမကတီနာကိုပြောလိုက်ပိုင်။ငှက်မလေးတီနာဒီဝင်းကျင်မှာရေအေးလေးဘယ်မှာတောက်လို့ရလဲ။ကျမရေရမ်းစာနေလို့လယ်ဘင်းတွေခြောက်နေပြီ။ကျမနမယာတီနာပါတခါပြောထားမယ်။ နောက်တစ်ခါကျမငှက်မလေးတို့ဘာလို့မခေါ်နဲ့ပြီးတော့ဒီနားမှာဘယ်နေရာမှမရေးအေးမရအောင်ကျမရေဦးရရေးပေးမယ်အဲဒီနောက်ဒီနားဟာရေယူဖို့အိမ်ထဲဝင်လာခဲ့ပါတယ်ဒီမှာရမ်းပူရာပဲရေလေးမြမြရရဲကောင်းပါပဲပြောနေရုံမှာဒီနားဟာရေကိုယူလာခဲ့ပါတယ်ဒီမှာမှရေအေးလေးတွန်းနောင်းမော်ရင်ငှက်လေးလဲရေကိုတောက်ကြည့်ပြီးတော့ဟဲ့ရေကအေးလည်းမအေးဘူးနင်တို့မှာရေခဲတက်တာမရှိဘူးလားရေခဲတက်တာအဲ့ဒါပါလဲ ငါတို့မှာဘာရေကဲတက်တာမှမရှိဘူးငါတို့ကရေဦးတဲ့ပဲရေထည့်ပြီးအေးအေးခံတောက်တာရေတောက်ချင်တောက်မတောက်ချင်တော့သွားတော့ဒီကနေငါမှနေအတွက်အားလက်ချင်မရှိဘူးအဲအဲစင်မစိုးပါနဲ့တူနီကျမဒီရေကိုတောက်ပါမယ်ရေနည်းနည်းထည့်ယူပေးပါလားကျမတငယ်ချင်းတွေလည်းရေစာနေလို့ပါတီနာငတ်မာလီကအကောင်လုံးကိုရေခတ်တိုက်လိုက်ပါတီနာတီနာမှာဟိုတယ်ရှိလားငါတို့ကမြို့ဝတော်ဦးကနေရွာဘက်တော်ဦးကိုလာလေတာပါပြီးတော့နှစ်ရက်လောက်နေမှာမဟုတ်လို့ပါ ဒီမှာပါဟိုတယ်မှမရှိဘူး။ဒါကရွာပါ။ဒီမှာကျမအိမ်လိုအိမ်လေးပဲရှိတာ။ငါ့နာမည်ကတူနာပါ။ကျမတူနာငတ်မလေးလို့လည်းခေါ်လို့ရပါရဲ့။ဒီနာကျမကိုအမောင်းလိုပဲအိမ်ရှာပြီးကျမပတ်စံပေးပါမယ်။ဒါပေမဲ့တူနာငတ်မလေးဒီရွာမှာဘသူမှကို့အိမ်ကိုမြို့ဝသူတွေငှားဖို့လက်ခံမှာမဟုတ်ဘူး။ဒီလိုလို့အမားတို့ကျမတို့အိမ်မှာပဲတဲလိုက်ပါ။အမပြောရမှန်းနေကျမတို့အမအိမ်မှာပဲတဲမယ်။ဟိန်နဲ့ပေါ်ပြီ။ရှင်နေကငါတို့ထုတ်ပေါ်ပြီးတဲလာခဲ့။ ငါတို့နောက်ထပ်နှစ်ရက်လောက်တွန်တနီးအိမ်မှာပဲနေကြမယ်။တွန်နာငှက်လေးဟာပျော်ပြီးအတိုက်အိမ်လေးတဲကိုဝင်လာပါရဲ့။တွန်တနီးငှက်မလေးအဲကုန်းဖက်လိုက်ပါအောင်အရန်ပူတာပဲ။ဒီအပူနဲ့တော့အသက်ထွက်တော့မှာပဲ။ဒီမှာမှဒါကကျမတို့ရွာအဲကုန်းပဲ။ဒါနဲ့ရက်ခတ်ပါ။အဲဒီနောက်တီနာဟာအကောင်လုံးကိုရက်တောင်တစ်ခုစီပေးလိုက်ပါရဲ့။တွန်နာဟာလည်းအံ့ဩစွာနဲ့ရက်တောင်ကြည့်နေပါရဲ့။ပြီးတော့စိတ်ထဲမှာရွာငှက်တွေကအရန်ယူရပါပဲ။သူတို့မြို့ဝမော်ရယ်ရောဘာမှမသိချင် တူနာငတ်လေးကအဲ့လိုတွေးလိုက်ပိုင်းညနေမှာတီနာဟာသူကိုယ်တိုင်လက်ဖက်ရည်ကြိုးပြီးအကောင်လုံးတိုက်လိုက်ပိုင်းကျမကိုယ်တိုင်ကြိုထားတဲ့ထညာလက်ဖက်ရည်ရွာမှာအလုံးဝထညာနဲ့ကြိုထားတဲ့လက်ဖက်ရည်ပဲတောက်ကြိုင်ဟုတ်တီနာအမကြိုတဲ့လက်ဖက်ရည်ကပြိုင်ပတ်ကင်းပြီးအရင်တောက်လို့ကောင်းတာပဲတီနာဟာအလုံးကိုရွာကတောက်အုပ်ကိုလှည့်လည်ပြီးပြခဲ့ပိုင်းအဲ့လိုနဲ့သူတို့ဟာတငယ်ချင်းတွေဖြစ်လာကြပိုင်းတီနာငတ်လေးနေ့ကိုမြို့ဝတောင်လိုက်ပြရင်ကောင်းမလားလို့စဉ်းစားနေရာ ငါနဲ့မြို့အတော်ကိုလိုက်မှာမလားတော်ပြီတော်ပြီမြို့အတော်ဟုတ်လားမလိုက်တော့ပါဘူးမြို့အတော်မှာလီရီအများကြီးသွားလာတယ်လို့ကြားတယ်အဲ့ဒီရင်တွေကြားရင်ချက်သွားရင်ဘယ်လိုလုပ်မလဲအဲ့လိုပြောတော့တွန်းနာတငယ်ချင်းစွန်းနာကပြောလိုက်ပါတီနာငန်လေးနေရမလို့အပယ်စိတ်ပူနေရရွာရဲ့တောင်းတူတေးလေးရထွက်ပြီးမြို့အတော်တွေကိုလှည့်ကြည့်မှခက်တွေအရန်တိုးတက်နေကြောင်သိမှာပေါ့အလုံးရဲ့တိုက်တွန်းမှုကြောင့်သူမကသွားဖို့လက်ခံခဲ့ပါအဲဒီနောက်သူမဟာ တူနာတို့လေရင်နဲ့မြို့ကိုလိုက်သွားခဲ့ပါတူနာငှက်ရဲ့အိမ်အလားစင်သားပုံကိုကြည့်ပြီးတီနာဟာအယံကိုအံ့ဩသွားခဲ့ပါနောက်နေ့တူနာငှက်မလေးဟာတီနာကိုမြို့ကတောင်းအောင်လိုက်နေပြီးပြခဲ့ပါတီနာဟာမြို့ကတောင်းအလှရီကိုမြင်ပြီးသူ့ရွာကတောင်းအုပ်စီမပြန်တော့ပါဘူးမြို့ဟာတောင်းအုပ်မှာပဲနေပြီးအလုံးလုံးတော့မယ်လို့ဆုံးဖြတ်လိုက်ပါသူမကတူနာကိုပြောလိုက်ပါအမတူနာကျမတို့ဒီမှာပဲအလုံးရှာပေးပါ ကျမလည်းအမလိုမော်ရန်ခင်မီရဲ့ငှက်လေးဖြစ်ချင်တယ်။ကျမမျိုးရဲ့အလှောက်သဘောကြလုံးလို့ရွာတော်ကမပြောင်းချင်တော့ဘူး။ဒုံနာဟာတီနာကိုသူမရဲ့ကုမ္ပဏီမှာအစားအစာချက်ပြုတ်သူအဖြစ်ခံထားလိုက်ပိုင်းတီနာဟာလည်းမြို့ကတောင်းအောင်ပါပဲပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားပါအောင်တယ်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာငှက်ကတော်ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။ ောက်ထပ်လေးစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်